င်္ဂလာပါ DV Fact Check Season ကနေကြိုဆိုလိုက်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာအင်အားပြည့်ငလင်တန်ခံနေရကြရင် online social media ပေါ်မှာလည်းသတင်းတူသတင်းအမှားတွေကြရထားနေပါတယ်ဒီအထက်ကသတင်းအမှားစစ်ဆေးချက်တချို့ကိုအများပြည်သူတွေသတိထားရှောင်ရှားနိုင်အောင်ပြောပြပေးပါမယ်ငလင်ပေးကူညီကယ်ဆယ်ရေးတရုတ်ချက်ချင်းရှင်တန်းကိုစစ်ကောင်စီကမပစ်ဘူးလို့ဝါရဖြန့်နေတဲ့သတင်းအမှား မုံရွာမြို့ဘော်ဒီတထောင်မှာငလင်ချောက်ပြိုနေတဲ့အဆောက်အုံထဲပိတ်မိသူတွေအားကဲထုတ်နေသူတွေကိုတော်လှန်ရေးအဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းမှာချော်ရီတွေထိုးထွက်နေတဲ့ဗီဒီယိုဖိုင်ကမြန်မာနိုင်ငံကလာစတဲ့လက်တလော့လူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိုက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သတင်းတုသတင်းအမှားတွေဝေခွဲရခန့်နေရင် TV Fact Check Facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် TV Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျမကတော့တက်ဆက်သူအိမ်ပါ။ငလင်ကူညီရေးတရုတ်တက်ချင်ဒီရင်တန်းကိုစစ်ကောင်စီကမပစ်ဘူးသတင်းဌာနတွေကသတင်းအမှားတွေလွှင့်နေတာဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုဆက်ဆေးပေးပါမယ်။ မြမငလင်ဘေးလာကူတဲ့တရုတ်ကြက်ချီနေရင်တန်းပြစ်ခတ်ခံရတဲ့အကြောင်း DVB ကတင်ထားတဲ့သတင်းဟာသတင်းအမှားတွေဆိုပြီးဆက်လော်ဘီ channel တွေကတညီတညာတဲ့ဝါရဖြန့်ခဲ့ကြပါတယ်။ကိုတက်မင်းတင်သတင်းကဘာစနိုးကွင်းနောင်ရိုးဟစ်တိုင်းနဲ့တိုက်ပွဲသတင်းစုံ Telegram channel တွေကနေ April 2ရက်နေ့ကဖြန့်ဝေခဲ့တာပါ။ဒါအပြင် ဖြန့်ဝေမှုတွေထဲမှာယူနန်အဖွဲ့တွေကမတ်လ31ရက်နေ့ကတည်းကမန္တလေးကိုရောက်နေတာပြစ်ခတ်မှုမရှိဘူးဆိုပြီးပါဝင်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာ ငလင်ဘေးသင့်မြန်မာပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံကြက်ချီနီအသင်းကရှင်တန်းကိုစီကိုစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့လို့နောက်ကျောင်းပြန်ဆုတ်ခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုသတင်းဖော်ပြချက်တွေကိုမှားယွင်းနေဆိုပြီးစစ်ကောင်စီလက်အောက်ခံ lobby တွေကဖြန့်ဝေနေပေမဲ့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကတော့ ကြက်ချိန်ကြီးရင်တန်းကိုမီထိုတားဆီးခဲ့တာကိုတားဆီးမရလို့မိုးပေါ်ထောင်ပစ်ခဲ့တာလို့ဧပြီလ2ရက်နေ့မှာပဲဝန်ခံပြောကြားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ငလျင်ဘေးလာကူတဲ့တရုတ်ကြက်ချိန်ကြီးရင်တန်းကိုစစ်ကောင်စီကပစ်ခတ်တာမဟုတ်ဘူး။သတင်းဌာနတွေကသတင်းအမှားတွေလွှင့်နေတာဆိုပြီးစစ်လော်ဘီဝါဒဖြန့်နှိမ့်မှုတွေကသာလုံးဝမှားယွင်းနေကြောင်းစစ်ကောင်စီကိုယ်တိုင်ကတတ်သိထူထားပါတယ်။ ဒါအပြင်တရုတ်ကြက်ချိန်ကြီးရင်တန်းပြစ်ခတ်ခံခဲ့ရတာကိုလည်းတရုတ်နိုင်ငံသားရဲ့သတင်းဌာနကထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။အွန်လိုင်းသုံးဆဲသူတွေအနေနဲ့အကြောင်းအရာတစ်ခုခုပြန့်နှံ့နိုင်ချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ဖို့တိုက်တွန်းလိုပါတယ်။စင်ကူးမျိုးနဲ့လက်ပံလှရွာအနီးက PDF စကန်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ PDF စခန်းကလက်နက်ခဲယမ်းထုတ်တဲ့နေရာကိုတက်တဲကြပြီးခဲယမ်းတွေထပ်ဆင့်ပောက်ကွဲခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကြော်စွာကိုတက်ကကဟန်ဟန်ငင်းဦးနဲ့ဒဇင်ဦး Telegram Channel တွေကနေ match လ31ရက်နေ့ကဖြန့်ဝေခဲ့ပြီးပြက်နှက်မှုလည်းများပြားပါဗျ။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာငလင်ပေးတဲ့စင်ကူလက်ပံလှကျွေးရွာကိုစစ်ကောင်စီက တိုက်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်နေအိမ်တွေမီးလောင်နေတယ်လို့လွတ်လပ်ပြင်းပြစ်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်ဒီလိုလက်ပတ်လှရွာဘုံကျဲခံရတာနဲ့ပတ်သက်ပြီးလွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဒေသခံတွေကိုမေးမြန်းပြီးဖော်ပြထားပါတယ်။သတင်းဌာနရဲ့ဖော်ပြချက်တွေထဲမှာဘုံကျဲခံရတဲ့နေရာဟာလက်ပတ်လှရွာကပြည်စိုးအောင်ရက်ွက်ဖြစ်ပြီးဘုံကျဲခံရတဲ့ရက်ွက်မှာမီးလောင်နေလို့မင်းကြီးနေရတယ်လို့ဒေသခံတွေရဲ့ဖြေကြားချက်တွေနဲ့ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာဒီလိုငလှင်လှုပ်ခတ်အပြီးမှာလက်ပံလှရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မတိုင်ခင်ကလည်းမကြာခဏဆိုသလိုလက်ပံလှရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာပါ2025ခုနှစ် မတ်လ3လထဲအတွင်းမှာတင်မတ်လ4ရက်နေ့မတ်လ14ရက်နေ့မတ်လ18ရက်နေ့နဲ့မတ်လ31ရက်နေ့တွေမှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့ပါတယ်။မတ်လ31ရက်နေ့မှာထိခိုက်မှုအခြေအနေကိုအတိမပြုတ်နိုင်သေးပေမဲ့ရှေ့3ချိန်ဘုံကျဲတိုက်ခိုက်မှုကြောင့် တေဆုံးသူဟာ35ဦးထိရှိခဲ့ပြီးတေဆုံးသူထဲမှာကလေးတွေလည်းပါဝင်ခဲ့တာကိုဒေသခံတွေကအတည်ပြုပြီးသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီလိုလက်ပံလှရွာကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကိုရခိုင်ကလည်းစစ်ကောင်စီလော်ဘီတွေကသတင်းအမှားတွေဖြန့်ဝေခဲ့လို့ TV ဖတ်ချက်ကစစ်ဆေးပြီးခဲ့ပြီးဖြစ်ပါတယ်။မရှိတော့32ရက်နေ့ဘုံကျက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီဗီဖတ်ချက်အနေနဲ့လက်ပံလှကျေးရွာဒေသခံနဲ့ဆက်သွယ်ခဲ့ပြီး ဒေသခံကစစ်ကောင်စီကပြည်စိုးအောင်ရောက်ကကိုဘုံကျဲချတာလို့အတည်ပြုပြောဆိုခဲ့ပါတယ်။ဒါကြောင့်ငလင်ဘေးတင်လက်ပံလှရွာကိုစစ်တပ်ကဘုံကျဲချလို့ပြည်သူတွေနေထိုင်တဲ့ရက်ွက်အတွင်းမီးလောင်ခဲ့တာကို PDF စကမ်းမှု PDF ရဲ့လက်နက်ခဲယမ်းတွေကြောင့်မီးလောင်ရတယ်လို့ဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ မုံရွာမြို့ဗော်ဒီတထောင်မှာငလျင်ကြောင့်ပြိုနေတဲ့အဆောက်အုံတွေပိတ်မိနေတဲ့ကလေးတွေတန်ဃာတွေကိုကဲထုတ်နေတဲ့စစ်သားရဲမိသက်တွေနဲ့ကြက်ချင်ကြီးအဖွဲ့တွေကိုတော်လှန်ရေးအဖွဲ့တွေကချောင်းမြောက်ပစ်ခတ်တိုက်ခိုက်တယ်ဆိုပြီးဓပုံတွေနဲ့အတူဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။တက်စောဆိုတဲ့ ace account စိန်မင်း မင်းတီဟ Facebook account တွေနဲ့မြမ update news မှိုင်းဝေရွှေနေကြမင်းချစ်ဦးနဲ့သတင်းကဘာ Telegram channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါတယ်။ဒီဖြန့်ဝေနေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ငလင်ဘေးသစ်နဲ့ဒေသတွေမှာကယ်ဆယ်ရေးဆင်းနေသူတွေကိုတော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်တယ်ဆိုတာကိုလွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာမျိုးမရှိသလိုဓမ္မုံတွေဟာလည်းပုံအဟောင်းတွေဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်။ ပထမတဘုံဟာဖေဖော်ဝါရီလ10ရက်နေ့တုန်းကရေဦးမြို့နယ်ထွေအုပ်ရုံးကိုတော်လှန်ရေးအဖွဲ့တွေဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့စဉ်ကဓာတ်ပုံဖြစ်ပြီးနောက်ပုံကတော့2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကတည်းကသတင်းဓာတ်ပုံအဖြစ်အသုံးပြုထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ဒါကြောင့်ဖြန့်ဝင်နေတဲ့ဓာတ်ပုံနှစ်ပုံလုံးဟာလက်တလောဖြစ်ပွားခဲ့တာတွေမဟုတ်ပဲငလှိမ်မလုတ်ခင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့စဉ်ကပုံတွေသာဖြစ်ပါတယ်။ ဒါကြောင့်မုံရွာမြို့ဘော်ဒီတထောင်မှာငလင်ချောက်ပြိုနေတဲ့အဆောက်အုံတွေပိတ်မိနေတဲ့ကလေးတွေတန်ဃာတွေကိုကဲထုတ်နေတဲ့စစ်သားရဲမိသားကြက်ချင်ဒီအဖွဲ့တွေကိုတော်လှန်ရေးအဖွဲ့တွေကချောင်းမြောင်ပစ်ခတ်တိုက်ခိုက်တယ်ဆိုပြီးဓပုံတွေနဲ့တူဖြန့်ဝင်နေတာဟာစစ်ကောင်စီလော်ဘီတွေရဲ့ဝါရဖြန့်သတင်းအမှားသာဖြစ်ပါတယ် မန္တလေးတိုင်းကငလှင်ဆခဲ့တဲ့နေရာဆိုပြီးမြေပြင်ကချော်ရည်တွေထိုးထွက်နေတဲ့ဗီဒီယိုဖိုင် ပြန့်နှံ့မှုများနေတာမို့လို့စစ်ဆေးပေးပါမယ်။ Pray for Myanmar ဆိုတဲ့ TikTok အကောင့်နဲ့ Masa ဆိုတဲ့ Facebook အကောင့်တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြပါဗျ။ဖြန့်ဝေနေတဲ့ဗီဒီယိုဖိုင်ကိုစစ်ဆေးကြည့်တဲ့အခါမှာချော်ရည်တွေထိုးထွက်နေတဲ့ရုပ်တံဟာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တာမဟုတ်ပါဘူး။ လေးရှားနိုင်ငံတပင် wildlife resort မှာချော်ရီရီ2022ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာထိုးထွက်လာခဲ့တာကိုမှတ်တမ်းတင်ရိုက်ကူးထားတဲ့ရုပ်သံဖိုင်သာဖြစ်ပါတယ်။ဒီရုပ်သံဖိုင်ဟာ2022ခုနှစ်ကတည်းကရုပ်သံဖြစ်ပေမဲ့မကြာခဏဆိုသလိုနိုင်ငံတကာမှာပြန်လည်ဖြန့်ဝေတာမျိုးတွေရှိတာမို့လို့သတင်းအမှားတွေလည်းပြန့်နှံ့ခဲ့ပါတယ်။ဒါကြောင့် မန္တလေးတိုင်းကငလှင်ဆခဲ့တဲ့နေရာဆိုပြီးမြေပြင်ကနေချော်ရွေတွေထိုးထွက်နေတဲ့ရုပ်တံဖိုင်ဟာငလှင်ဘေးနဲ့အတူအချိန်ကြိုက်ဖြန့်ဝေလာတဲ့ရုပ်တံဖိုင်အမှားပဲဖြစ်ပါတယ်။အွန်လိုင်းသုံးဆွဲသူတွေအနေနဲ့ရုပ်တံဖိုင်တွေနဲ့ပြန့်နှံ့နေတိုင်းလဲချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမှရှိရှာဖွေကြည့်ရှုပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုပါတယ်။ရှင်နေဘန်ကောက်မြန်မာတန်ယုံရှိမှာ ထိုင်းចောင်းသားတွေမြမစစ်ကောင်းဆောင်ကိုဆန္ဒပြနေတယ်ဆိုပြီးရုပ်တံဖိုင်တစ်ခုနဲ့အတူဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ April 4ရက်နေ့မှာချစ်ကိုကိုနောင်နဲ့မမောင် A Facebook အကောင့်တွေကနေဖြန့်ဝင်နေတာဖြစ်ပြီးပြက်နှက်မှုလည်းများပြားပါတယ်။အဲ့ဒီရုပ်တံဖိုင်ကိုစစ်ဆေးကြည့်တဲ့အခါမှာဆနာပြရုပ်တံဖိုင်ဟာလက်တလောဖြစ်ပွားခဲ့တာမဟုတ်ပဲရုပ်တံဖိုင်အဟောင်းဖြစ်နေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ ဒီရုပ်သံဖိုင်ဟာ2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ဘန်ကောက်မြို့ကမြန်မာတန်ယုံရှိမှာမြန်မာစစ်တပ်စစ်အာဏာသိမ်းမှု၄နှစ်ပြည့်အဖြစ်ဆန္ဒပြခဲ့တဲ့ရုပ်သံဖိုင်အဟောင်းသာဖြစ်ပြီးလက်တလောမြန်မာစစ်ကောင်းဆောင်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ကိစ္စနဲ့ဆက်ဆက်မှုမရှိပါဘူး။ဒါအပြင်ထိုင်းလွှတ်တော်ပွဲကျမ်းနေပြီး ော်လှန်ရေးပြင်ပမှာလဲမြမစစ်ခေါင်းဆောင်ကိုထိုင်းပြည်သူတွေကဆန္ဒပြနေတယ်ဆိုပြီးထိုင်းလွှတ်တော်အမတ်တွေလွှတ်တော်တွင်ဆွေးနွေးနေတဲ့ရုတ်တံဖိုင်တစ်ခုလဲဧပြီလ၄ရက်နေ့မှာပဲပြန့်နှံ့နေခဲ့ပါတယ်ချစ်ကိုကိုနောက် Facebook အကောင့်ကနေပဲဖြန့်ဝေခဲ့တာဖြစ်ပြီးပြက်နှက်မှုလည်းများပြားခဲ့သလိုထိုင်းလွှတ်တော်အမတ်တွေက စစ်ကောင်စီခေါင်းဆောင်ကိုချက်ချင်းမောင်းထုတ်ဖို့မတည့်ရဆန္ဒပြတာဆိုပြီး comment တွေမှာရေးသားပြောဆိုမှုတွေလည်းရှိခဲ့ပါတယ် ဖြန့်ဝေနေတဲ့ရုပ်တံဖိုင်ကိုစစ်ဆေးကြည့်တဲ့အခါမှာဧပြီလ3ရက်နေ့ကပြုလုပ်ခဲ့တဲ့ထိုင်းလွှတ်တော်မှာ အတိုက်ခံပါတီကငလှင်ပေးအကူအညီပေးရေးဆွေးနွေးနေချိန်မှာ အနာရပါတီကအခြားအကြောင်းအရာကိုကြားဖြတ်ဆွေးနွေးရာကအငင်းပွားမှု ဖြစ်ခဲ့တဲ့ရုပ်တံဖိုင်သာဖြစ်ပါတယ်။ဒီရုပ်တံမှာမြန်မာစစ်ကောင်းဆောင် ထိုင်းကိုရောက်ရှိနေရတဲ့ပတ်သက်ပြီးထိုင်းလွှတ်တော်တွေဆွေးနွေးပြောဆိုနေတာတွေမပါဝင်ပါဘူး။ ဒါပေမဲ့ထိုင်းဝင်ကြီးချုပ်ကိုမြန်မာစစ်ခေါင်းဆောင်ကိုထိုင်းကိုဖိတ်ခေါ်တဲ့အတွက်ဖြည့်ရှင်းချက်ပေးဖို့ထိုင်းလွှတ်တော်မှာပြောဆိုမှုတွေရှိပါတယ်။မြန်မာစစ်ခေါင်းဆောင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဘင်စတက်အစည်းအဝေးတက်ဖို့ဖိတ်ခံရတာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံအတွင်းမှာစာတမ်းချိတ်ဆွဲကန့်ကွက်တာတွေထိုင်းဝင်ကြီးချုပ်ကိုမေးခွန်းထုတ်တဲ့ဖြစ်စဉ်တွေရှိနေခြင်း၊ရုပ်တံဖိုင်အဟောင်းတွေမတက်ဆိုင်တဲ့ရုပ်တံဖိုင်တွေနဲ့မြန်မာစစ်ကောင်းဆောင်ကိုစန့်ကျင်တဲ့အောင်ဖြန့်ဝေနေတဲ့သတင်းအမှားတွေပဲဖြစ်ပါတယ်။ဒါကြောင့် အွန်လိုင်းယူဇာတွေအနေနဲ့အကြောင်းအရာတခုခုပြန့်နှံ့လာတိုင်းထပ်ဆင့်ဖြန့်ဝေခြင်းတိုင်းချက်ချင်းမလုံဆောင်ပဲလွတ်လပ်ပြုံးကြည့်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမှရှိတိုက်ဆိုင်စစ်ဆေးဖို့အကြံပြုလိုပါတယ်။ နေမြပြောင်းလဲနေတဲ့ခေတ်စီထဲမှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DV Fact Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲအွန်လိုင်းတက်ရင် Fact ချက်ကြပါလို့သတင်းစကားပါရင်လည်း DV Fact အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။